ခွဲလွန်သွားပြီးကမှမတော်တဆဖြစ်ခဲ့တဲ့ကားနဲ့ပတ်သက်တဲ့အမှန်တရားတချို့ပေါ်လာခဲ့တဲ့သူရဲ့အဖြစ် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာ Sally Insider Page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ជួសပါရရှင်။သူကမမျော်လင့်ထားဘဲနဲ့အသက်26နှစ်အရွယ်နဲ့လောကကြီးကနေပြီးတော့ထွက်ခွာသွားခဲ့တာဖြစ်တာမို့နှမျောတသဖြစ်နေခဲ့ကြရတာပါ။ဒါအပြင်သူကွယ်လွန်ရတာကမယိုးသားဘူးလို့ထင်နေကြတဲ့သူတွေလည်းရှိနေတာဖြစ်ပါတယ်။တန်တရားတွေဝေနေကြသလိုတစ်ဖက်မှာလည်းသူမောင်းနေပြီးတော့မတော်တဆဖြစ်ခဲ့တဲ့ကားနဲ့ပတ်သက်ပြီးအမှန်တရားတချို့ကပေါ်ထွက်လို့လာနေတာဖြစ်ပါတယ်။သူက ကားမတော်တဆဖြစ်တဲ့အချိန်မှာကိုရိုင်းကားမောင်းခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကားပေါ်မှာထူးတယောက်တည်းမဟုတ်ဘဲနဲ့နောက်ထပ်လူနှစ်ယောက်လည်းပါပါတယ်။တစ်ပင်ကိုဝင်တိုက်ထားတဲ့ပုံစံနဲ့မြင်တွေ့ထားရတဲ့အတွက်အားလုံးကတစ်ပင်ကိုဝင်တိုက်တယ်လို့သာကောက်ချက်ချထားတာဖြစ်ပါတယ်။ ဒါအပြင်ကအရာစရာမရှိအောင်ပျက်စီးသွားတာမို့တေချာစစ်ဆေးတာတွေလည်းရှိပါတယ်။ရင်မတော်တဆဖြစ်ပြီးဆိုရင်လှုံထုံလုံးဤအတိုင်းလုံရင်းကနေထူးရဲ့ကားအတွက် အမှန်တရားတစ်ခုကို တွေးလိုက်ရတာဖြစ်ပါတယ်။အဲ့ဒါကတော့ထူးရဲ့ကားလိုင်စင်ကတခြားပိုင်ရှင်တူတယောက်ရှိနေတာဖြစ်ပါတယ်။ အမျိုးသမီးတယောက်ရဲ့ကားလိုင်စင်နဲ့ဆင်တူနေတဲ့အတွက်အမျိုးသမီးဘက်ကနေဆက်သွယ်လာခဲ့တာဖြစ်ပါတယ်။တာဝန်ရှိသူတွေစီမှာသူရဲ့ကားလိုင်စင်ကသူမကားလိုင်စင်နဲ့တူနေပြီးတော့ပွားထားချောင်းကိုတတိလာပေးခဲ့တာဖြစ်ပါတယ်။အမျိုးသမီးကလိုင်စင်အစ်စ်ဖြစ်ပြီးတော့သူရဲ့ကားလိုင်စင်ကအထုဖြစ်နေခဲ့တာဖြစ်ပါတယ်။လိုင်စင်ကိုပွားပြီးတော့စီးထားတဲ့ကားကိုသူကဝယ်ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲကားကိုစစ်ဆေးနေတဲ့သူတွေကသူရဲ့ကားကလိုင်စင်မဲ့ရှင်ဖြစ်ကြောင်းကြေညာလာခဲ့တာဖြစ်ပါတယ်။ဒ တားအပြင်လိုင်းစင်မဲ့ဖြစ်တဲ့အတွက်ထူးရဲ့ကားရဲ့ရှင်မှတ်တမ်းကိုဖျက်သိမ်းလိုက်ပါပြီ။တချို့ကလည်းထူးကမသိပဲလိုင်းစင်ကားစီးနဲ့လိုင်းစင်အတူမိတာလားဆိုပြီးတော့ထင်နေကြပါတယ်။ပရိသတ်တချို့ကတော့လိုင်းစင်မဲ့ကားကိုတမင်စီးနေကြတာဖြစ်နိုင်တယ်လို့လည်းမှတ်ချက်ပေးနေကြပါတယ်။ရန်ကုန်မြို့မှာကလိုင်းစင်မဲ့ကားစီးတာသိမရှိတဲ့အတွက်အံ့အားသင်ကြားတဲ့သူတွေများနေရလို့ပြောရမှာပါ။ထူးရဲ့မိသားစုဝင်တွေကတော့ကားကလိုင်းစင်မဲ့ဖြစ်ကြောင်းကိုထုတ်ပြောထားခြင်းမရှိပါဘူး။ထူးရဲ့အကူကလည်းကား အပြည့်နာစာရီမရှိပဲအခုလိုမျိုးမတော်တဆဖြစ်ပွားခဲ့ရတာကိုတကယ်ကိုမယုံကြည်နိုင်မဲ့ဖွင့်ဟထားပေမဲ့လည်းလိုင်းစင်မဲ့ကားပါလို့တော့မပြောထားခဲ့ပါဘူးရင်မတော်တဆဖြစ်တဲ့အချိန်မှာပါလာတဲ့ကောင်မလေးနဲ့ကောင်လေးကဖြစ်စဉ်ကိုမပြောပြတဲ့အတွက်အခုလိုတန်တရားတွေဖြစ်ပြီးတော့တစ်ခုပြီးတစ်ခုပေါ်လာလို့နေတာဖြစ်ပါတယ် ထူရဲ့မိခင်ဖြစ်သူကတော့ထူနဲ့ပတ်သက်ပြီးဘာတန်တရားမှမဖြစ်ကြပဲအေးအေးချမ်းချမ်းနေစေချင်တယ်လို့အစာရေးတင်ထားခဲ့တာပါမိသားစုနဲ့တငယ်ချင်းတွေကတော့ထူအတွက်အလိုတန်းတွေလုပ်ပေးရင်းသာကွယ်လွန်သွားတဲ့အဖြစ်ကိုလက်ခံဖို့ကြိုးစားနေကြပါတယ်ကွယ်လွန်သွားပြီဖြစ်တဲ့နောက်မှာထူကမိခင်ဖြစ်သူကိုကုငွေတွေအများကြီးနဲ့ပြန်ကြည့်နိုင်ခဲ့တယ်လို့လည်းဆိုရမှာပါချစ်ခင်ကြတဲ့အမကန်ပရိသတ်တရားလည်းထူအမေကိုကုငွေတွေသိမ်းဆည်ချပြီးတော့ကူညီကြတာဖြစ်ပါတယ် သူရဲ့ကားပေါ်မှာအထူးထူပါလာခဲ့တဲ့ကောင်မလေးကလည်းရတိုင်းမှုဖြစ်စဉ်ကိုမပြောပြပေမဲ့သူအတွက်ကုသိုလ်ကောင်းမှုတွေလုပ်ပေးနေတာပါ။တကယ်ချင်းနေနဲ့အတူနေဖို့သူငါထားတဲ့အိမ်မှာလည်းကောင်မလေးကသူအတွက်ရက်လေစွန်းတရားနာပေးခဲ့ပါတယ်။ဒါအပြင်သူရဲ့အုပ်ကူကိုလည်းနေတိုင်းသွားပြီးတော့ပန်းနေသွားဖို့ပေးနေခဲ့တာပါ။လိုင်စင်မဲ့ကားဖြစ်နေတဲ့သူရဲ့ကားအပေါ်ပရိသတ်သူရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ကြပါအောင်ရှင်။အဆုံးထိ